င်ဆက်ဆွဲထွက်ရှိထားတဲ့မလင်စာကိုလက်တာစကင်နဲ့ကျွန်တော်ဂျူဂျေဆုကိုင်ဆန်စကင်နဲ့ဘဲစကင်ပိုလာလဲဆိုတာသိကျင်နေဆိုရင်တစ်ချက် show လိုက်တော့ကောင်းမျိုး let's go wine starlight normal စကင်နဲ့ရောင်းချင်းစကင်လေးနဲ့ဘဲစကင်ပိုလာလဲဆိုတော့ကျွန်တော်နေတစ်ချက်ဆန်းရမယ်ကောင်းမျိုး let's go ပထမဆုံးအနေနဲ့သူ့ရဲ့လုံးရင်းပုံစံကိုကြည့်ရမယ်ဆိုရင်တော့ဖြင့်ဘဲလာပြင်းတိတ်မတိတာဘူးလို့ပဲကျွန်တော်အနေနဲ့ခံစားရတယ်ပေါ့နော်ကဲဒီနေ့တော့ကိုယ့်ရဲ့ဘိုင်းတွင်အစ်စ်ထွက်ရှိလာတဲ့ဆောင်ရဲမိုင်းတဲ့စကင်အစ်စ်တည်းရဲ့စကင်ဘတ်တွေစကင်ဘတ်တွေကျွန်တော်ကိုယ်တိုင်လက်တွေ့စမ်းသပ်ပြသပေးတော့မှာပဲဖြစ်ပါလေဆိုလို့မကောင်းဘူးလို့အဆုံးထိချက်ရှုလို့ လိုက်တော့ let's go ဒီဗီဒီယိုလေးမစားခင် brother တို့တခုတောင်းဆိုချင်တာကကျွန်တော်ဗီဒီယိုလေးကြည့်တိုင်းမှာ US UK VPN လေးချိန်ပြီးတော့မှကြည့်ပေးကြဖို့အတွက်လည်းကျွန်တော်မေတ္တာရက်ခန့်ခြင်းပါတယ်ခင်ဗျာတကယ်လို့ VPN နဲ့ကြည့်ပေးဖို့အဆင်မပြေတဲ့ခေါင်းကြီးတွေကတော့ကျွန်တော်ဗီဒီယိုလေးကို like လေးပေးပြီး comment လေးတခုမန်းခဲ့ဖို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့မနေ့တုန်းကမှအသစ်ထွက်ရှိလာတဲ့ကျွန်တော် Belarus Second အသစ်မြင်တဲ့အတိုင်းပဲကျွန်တော်တို့ discount နဲ့600ကျော်ပဲကျမယ် Epic Second ပဲဆိုတော့ကျွန်တော်တို့တစ်ချက် show မဲ့ခေါင်းကြီးဝယ်ကြည့်ရမယ် use time on let's go 1 2 3ကဲမြင်တဲ့အတိုင်းပဲကျွန်တော်တစ်ချက် show ရမယ်ဆိုရင်တော့ပြင်အာကာတာလေးကိုရောက် က်နေတာအရောဝတ်တယ်ဂိုဟိုနိုကီအာကာတာရဲ့ရောက်တဲ့စကင်တွေကလေဂျန်စကင်တွေပဲအာကာတာရဲ့ရောက်တာများတာနော်အိုးမိုင်ဂေါ့ အော်ယဟုတ်တယ်အယောင်ဒီဒီဥစားကကျွန်တော်အနေနဲ့ grow လို့ဘာလို့ ਨੇ သွားပြီးတူမယ်နဲ့တူရယ် grow everything အဲ့ second screen နဲ့မြန်နေနေမြန်သွားတူမလားပေါ့နော်နေနေတိုင်းမှာအာကာတာထဲမှာဆိုတော့တော်တော်လေး fine နေတော့ကျွန်တော်အနေနဲ့တွေးမြင်ရမယ်ပြီးပြီဆိုရင်ကျွန်တော် collection point ကလည်း၄00တိတိရမယ်ဆိုတော့မူဒီ second ရဲ့ second effect ဒီ second effect ဒီဘယ်လောက်ထိ land လဲတစ်ချက်တည်းဆန်းလိုက်အောင်ကောင်းယူ let's go ပထမဦးအနေနဲ့သူ့ရဲ့ loading ပုံစံကိုကြည့်ရမယ်ဆိုရင်တော့ဖြင့် bellary မြန်တိတ်မသိတာဘူးလို့ပဲကျွန်တော်အနေနဲ့ခံစားရတယ်ပေါ့နော်သူ့ရဲ့ second effect ကိုတော့ကျွန်တော်တစ်ချက် show မှာရမယ်သူ့ရဲ့တွင်ပြင်ကိုစပြီးဝေး ပင်ရမယ်ဆိုရင်တော့မစိုးဘူးဆောင်ရဲမိုင်းနေတဲ့ပုံစံမျိုးမဟုတ်ဘူးတော့ကျွန်တော်မြင်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် basic deck လေးကိုချက်ရိုက်ကြည့်မယ် short basic deck ကမြင်နေတဲ့အတိုင်းပဲတိုင်းဝိုးရောရာဖြစ်သွားရအောင်လို့မရှိဘူးလို့ပဲကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ကိုသူ့ရဲ့ passive ကိုထက်ဆန်းကြည့်မယ် passive passive လာထားတဲ့လာထားစမ်းလာထားစမ်း okay အင်းရောရောရောဒုံကြီးနဲ့ဆွဲထူးတာမှတ်တာပဲရှိုးတော့ခေါင်းကြီးကို ိုင်မောဘက်စစ်ကတော့ကျွန်တော်ကြိုက်တဲ့ထဲမှာပါတယ်ဗျာလုံးဝဖန်တီးထားတဲ့ idea ကိုကျွန်တော်သဘောကျတယ်လို့ကျွန်တော်ပြောရမယ်ဆိုတော့ပုံမှန်အားဖြင့်ဆိုရင်တော့ Valerie ရဲ့အဲကျွန်တော်တို့ဘယ်လိုပြောတက်ပင်တွေထွက်လာတာပေါ့နော်ဒါပေမဲ့ noise တွေထွက်လာတယ်ဒါပေမဲ့ကျွန်တော်ဒီမှာတော့အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်လွန်သွားနှစ်ခုထွက်လာတယ်ဆိုရယ်ပုံစံမျိုးကိုခံစားရတယ်နည်းနည်းလေးလည်း unique ဖြစ်တယ်လို့ကျွန်တော်ကတော့ခံစားရတယ်ပေါ့နော်ဒါလေးတော့သဘောကျမိတယ်ဆိုတော့ကျွန်တော်အနေနဲ့ basic attack အမ် BB ပတ်စစ်လည်းပြီးပြီဆိုတော့ second one လေးချက်ဆန်းကြည့်မယ် shot တကယ်ဝင်လို့သားမယ်မေဗျာ ကင်းဝင်းတို့တာမယ်မယ်ကျွန်တော်အနီမျိုးတစ်ချက်ထည့်အောင်ပုံးကြည့်မယ်ရောဟုတ်ပြီအဲအနီမျိုးကိုစီလာတယ်ဒါပေမဲ့တော့ဒါပေမဲ့ trade through တော့ trade through တော့မရှိဘူး trade through တော့မရှိဘူးအဓိကသူရဲ့ passive ကတော်တော်လေး fine နေလို့ပြောရမယ်ပြီးပြီဆိုတော့သူရဲ့အဲကျွန်တော် skill to shot ဟုတ်ဟုတ်ပြီဟုတ်ပြီဘာကြီးကြိုင်တာဘာကြီးကြိုင်တာလဲလက်မကျွန်တော်စကေးလူသုံးလိုက်တဲ့အချိန်မှာဘယ်လာရီရဲ့လက်မှာမြင်နေအကြိုင်ပဲဒါမျိုးကြီးပေါ်လာဘရာသာတို့တွေ့မြင်ရမယ်ပေါ့နော်ဆွဲကြောင့်မလို့မစိုးဘူးလို့ပြောရမယ် speed ချက်ရိုက်ကြည့်မယ်ကျွန်တော်အင်းရောရောရှင်းအောင်ဟိုင်အောင် ုံးကြီးချက်ပြမယ်စကေးတူချက်ပြရမယ်ရွှန်းအင်းမြောင်းရေအဖက်ကစကေးတူဘက်ကများတယ်ဟာစကေးတူအဖက်ကများတယ်ခေါင်းကြီးကမိုက်တယ်လို့ကျွန်တော်ပြောမယ်လည်းမပါတယ်ဆိုတော့ကျွန်တော်ဘယ်လာရီရဲ့အသက်ဖြစ်တဲ့ ultimate ကိုကျွန်တော်ချက်ဆန်းကြည့်မယ်ပေါ့နော်ဆိုတော့1 2 3 what is okay okay ဘယ်လာ ultimate ကတာဤတာဤမဟုတ်ဘူးလားလို့ပေါ့နော်ကျွန်တော်ကျွန်တော်နည်းနည်းလေးပို့ပြီးတော့ဒီထက်မျောလင့်ထားတယ်လို့ကျွန်တော်ပြောရမှာမသိခဏလေးဟုတ်တော့ဟွန်း ကျွန်တော်တအားကြီးတော့သဘောမချဘူးလို့တော့ပြောရမယ်ဗျာအဖက်ကတော့မပါတာမဟုတ်ပါတယ်ကျွန်တော်အနေနဲ့တအားကြီးသဘောမချတာပေါ့နော်ဆိုတော့ကျွန်တော်ပြန်ဆမ်းမယ်ကျော်ဟုတ်ပြီอืมကျွန်တော်ဒီတဲမှာအကြိုက်ဆုံး Bellary ကိုဘာတွေကြိုက်လဲလို့ပြောမယ်ဆိုရင်သူရဲ့ animation တော်တော်လေး fine တယ်ခင်ဗျဆိုတော့သူရဲ့ passive တော်တော်လေးမိုက်တယ်ပြီးတော့သူရဲ့ scale 1 scale 1တော့တာမန်မဲလို့ကျွန်တော်ခံစားရတယ်ပြီးပြီဆိုတော့သူရဲ့ scale 2 scale 2ကတော်တော်လေးမိုက်တယ် ရောအဲ့ဒါယူကျွန်တော်သဘောကျတယ်ပေါ့နော်ပြီးပြီဆိုရင်သူ့ရဲ့ enemy animate ကလည်းကျွန်တော်လည်းတာမှန်ပဲဆိုရမလို့အကုန်လုံးပြန်ချင်ုံပြီးပြောရမယ်ဆိုရင် diamond 600ကျော်နဲ့ဒီဟာရတာတန်လားဆိုရင်ကျွန်တော်အနေနဲ့တန်တယ်လို့ပဲဖြေရမယ်ဘာလို့လဲဆိုတော့ animation တော်တော်မိုက်နေ passive mic နေ scale to mic နေဆိုရမလို့ဒီ၃ချက် mic နေဖြစ်တဲ့ကြောင့် channel ဥစ္စာတော့ကျွန်တော်အနေနဲ့ show ပေးလို့ရတယ်လို့ပဲကျွန်တော်ပြောချင်တယ်ဆိုရမလို့ brother တို့ရောအဲဒီ scale ကိုဝယ်သိမ်းလားမဝယ်သိမ်းလားဆိုတော့ဘုန်းတော်မှာ၁၆လောက်တော့ခြေပိတ်ရဲ့အပစ်မှာကျွန်တော် VR တွေ၄လာတွေကျန်းနေတဲ့အချိန်မှာ Valorant ဒီ scale ထွက်လာတာကတော့ကျွန်တော် epic မှာရှိနေ brother တို့ကပြိုးစရာကောင်းနေမယ်လို့ ကျွန်တော်ထင်တယ်ကျွန်တော်ကျွန်တော်ရဲ့ဒီ legend မှာဆိုရင်တော့မှလည်းပဲပြည့်ရမလား epic တွေ epic တွေဘာတွေမှာလုံးဝကျွန်တော်တို့မီယာတို့အာပြည့်ရမလေလာတို့ကစောင့်ရင်းကျန်းနေတာဖြစ်နေကြောင်းမလို့ဒီ battle ရဲ့ second ကတော့ကျွန်တော်တို့မရှိမဖြစ်လို့ပဲကျွန်တော်ကပြောရမယ်ဗျာဆိုတော့ brother တို့ရောဝယ်ပြစ်မလားဝယ်ပြစ်ဘူးလား second part ဒီကြိုက်လားမကြိုက်ဘူးလားသကောမှန်မှာချက်တော့ရေးပေးခဲ့လို့ရပါတယ် april 3ရက်နေ့မှာထွက်ရှိခဲ့တဲ့ကျွန်တော် collector second အသစ်ရဲ့ second part ဒီ second part ဒီကိုကျွန်တော်ထပ်ဆန်းသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီလာတို့ collector second အမြင်နဲ့အတိုင်းပဲမလစ်စာလေးဖြစ်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့ animation ကိုချက် show ရမယ်ဆိုရင်တော့ဖြစ်မြင်နေ 在那边，兄弟姐俩。 မိုက်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ animation ကလုံးဝ quality တခြား quality စကင်နေနဲ့လုံးဝမတူဘူးဆိုတဲ့ခံစားချက်ကိုကျွန်တော်ကိုအပြည့်ပေးတယ်ဆိုရင်ကျွန်တော် animation ကတော့တော်တော်လေးကြိုက်တယ်လို့ကျွန်တော်ပထမဆုံးအနေနဲ့ပြောချင်တယ်သူရဲ့ skin effect တွေ skin effect တွေထပ်ပြီးဆက်မယ်ကောင်းကြီး let's go အသစ်ဆွတ်ဆွတ်ထွက်ရှိထားတဲ့ melissa quality စကင်နဲ့ကျွန်တော်ဂျူဂျီဆူကိုင်ဆန်စကင်နဲ့ဘယ်စကင်ပိုလာလဲဆိုတာသိတယ်ဆိုရင်တစ်ချက် show လောက်ကောင်းကြီး let's go ပထမဆုံးအနေနဲ့ကျွန်တော် skin နှစ်ခုကိုကြည့်မယ်ဆိုရင် skin နှစ်ခုကလုံးဝကို different ကွဲပြားနေတာကိုကျွန်တော်အနေနဲ့တွေးမြင်ရမယ်ပေါ့နော်ဆိုတော့ဘ ဲ second ပို့ပြီးတော့လှနေလဲဆိုတော့ကျွန်တော်အမှန်တိုင်းဝင်ခံရမယ်ဆိုရင် collider second ကပို့ပြီးလှတယ်လို့ကျွန်တော်အနေနဲ့ဝင်ခံရမယ်ဂျူဂျူစုကိုင်ဆက် second ကလည်းရိုးရိုးလေးနဲ့မိုက်တယ်ဆိုရင်မင်းကျွန်တော်တို့ကတော့အစ်စ်ဖြစ်နေလို့လားတော့မသိပေမဲ့တော်တော်လေးကိုမျက်လုံးထဲမှာစမ်းနေဆိုရဲခဏချက်ကိုရပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ basic deck လေးကိုအရင်ဆုံးစမ်းကြည့်မယ်ပေါ့နော်ဆိုရဲတော့မင်းကလည်း let's go yo mm. ကျော်ဘေးစစ်တက်ကြီးကိုရှိုးတော့ဘေးစစ်အတက်ကြီးကိုရှိုးလိုက်။ Oh my god အေးအောင်ရှေ့ဆောင်းရဲမိုက်တယ်ဟာ။ Oh my god ဆိုရင်မကျွန်တော် တော်လေး5ဒီအောင်ကျွန်တော်နေတွေးနေရမယ်ပေါ့နော်ဆိုရင်ကို second one လေးကျွန်တော်ချက်ဆန်းကြည့်မယ်ကျော်နော် second one တော့တာမှန်မယ် second one တော့တာမှန်မယ် second one trade room မရှိဘူးမစိုးဘူးလို့တော့ပြောရမယ်ပေါ့နော် trade room မရှိဘူးတာမှန်မယ်ဆိုရင်ကျွန်တော် second two လေးချက်ပြည့်ကြည့်မယ် second two လေးကျော်အော်ဟေးယောရှေး second two ဒါပါလေးလေမိရင်လေးလားပါလေးလို့ပါလေးလေးကိုကျွန်တော်တေချာတော့မသိဘူးမိုက်တော့မိုက်တယ် ရှော့အင်းထားလာတဲ့ animation လေးအဆမိုက်တယ်ပြီးကြောင်ဒီကောင်လေးကဘာကောင်လေးလဲဆိုတော့ကျွန်တော်နည်းနည်းစိတ်ဝင်စားမိရပေါ့နော်သူ့ရဲ့အယုတ်ပဲပေါ့ဒါတော့အယုတ်ပဲလို့ပြောရမယ်ဆိုတော့ကျွန်တော်တော်လေးမိုက်တယ် Okay ကျွန်တော် scale 1လေးနဲ့ scale 2လေးနဲ့တို့တွဲသုံးကြည့်မယ် Let's go 1 2 3 Shot อืมอนิเมะโฉดตัวได้เฉยมาเลยเว้ยดาမျိုးလေးဖြစ်သွားတော်တော်လေးမိုက်တယ်ကွာတော်တော်လေးကိုမိုက်တာတကယ်မိုက်တာကောင်းညို့ ါတကယ်မိုက်တယ်ကျွန်တော်အပူပြောတာမဟုတ်ဘူးဒီကွန်တန်စကင်ကိုကျွန်တော်အမှန်တမ်းပြောရင်ကွန်တန်စကင်တွေအများဆုံးကွမ်းလာများတယ်ဗျာသိလားဆိုတော့မို့အဲတန်ပါတယ်ဆိုရင်စကင်လုံးဝဆောင်းရင်းပိုက်ပါတယ်ဆိုရင်စကင်ကျွန်တော်တားကြီးဒီဒီနှစ်ပိုင်းတွင်းမှာလည်းတိချာမတွေ့သေးဘူးဆိုတော့မို့ဒိုင်မဲ့ဒီစကင်ကတော့တော်တော်လေး fine unique လေးဖြစ်တယ်တော်တော်လေးလေးမိုက်တယ်အယောင်သွေးတွေကစာ fine တယ်လို့ကျွန်တော်ပြောချင်တယ်ဆိုတော့မို့ကျွန်တော် anime ကိုချက်ဖွင့်နေမယ် anime 1 2 3 你要见，Oh my god！还要见，半问你不会啦，那白用我的，这种东西你呢，边穿边穿你们，one two three。 အောင်ရှေ့ကောင်းယူမဟုတ်ဒီကောလာတာစကင်ကအမှန်တိုင်းပြောရရင်ဒိုင်းမွန်တက်နိုင်တဲ့သူတွေဝဲကိုဝဲသင်းတဲ့စကင်တော့ကျွန်တော်ပြောချင်တယ်ဘာလို့လဲဆိုတော့တော်တော်လေးပိုင်းနေဗျာကောလာတာစကင်ထဲမှာဒီလိုမျိုးစကင်ဖက်တွေမမြင်ရတာတော်တော်လေးကြာခဲ့ပြီဆိုတော့မတော်တော်လေးကိုတန်နေတဲ့မှာပါတယ်လို့ကျွန်တော်ပြောချင်တယ်ဗောနော်ဆိုတော့ဘေးစင်တက်ကလည်းခုကျွန်တော်စကင်1တော့တာမှန်မယ်ပြီးတော့စကင်2ခုတယ် မိုက်ပြန်ဖိမီဆိုနဲ့အေဒီကျွတ်စင်ကြီးခေါင်းကြီးဆိုရကြောင်းလို့ဝယ်မလားမဝယ်ဘူးလားတော့ဒိုင်မွန်တက်နိုင်တယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီစကင်လေးကိုတော့ညှိုးနေတယ်ညာကျွန်တော်ပြောနေတာတော့အဲ့လားပဲပေါ့နော်တော်တော်လေးကျွန်တော်တို့ကတော်တော်လေးပိုင်းနေပေါ့နော်ကျွန်တော်လည်းဒီစကင်ကိုယူမှာပါကဲမလစ်ဆာကော်လက်တာစကင်နဲ့ကျွန်တော်ချူချင်းစုတိုင်းစံစကင်နဲ့ခေါင်းကြီးဘယ်ဟာပုံမိုက်လဲချက်ရှုံးဘယ်ဟာပုံမိုက်လဲတစ်ချက်ရှုံးသူကလည်းသူတော့မိုက်တယ်ဆိုရင်မဲ့လဲခေါင်းကြီးတို့ရာဒါလည်းဒီကော်လက်တာစကင်ကနည်းနည်းလေးတော့ဆန်းနေတယ်ဆိုရင်ခဏချက်ရတယ်ပေါ့နော်ဒါနဲ့တကယ်လည်းပြည့်တဲ့အချိန်မှာကျွန်တော် ဒီဂျူဂျူစုကန်ရဲ့စကင်ပို့ပြီးတော့ပို့ပြီးတော့ပို့ပြီးတော့အထာကြရတယ်ဆိုရယ်ခံစားချက်ရတယ်ပေါ့နော်ညနေတိုင်းပဲကျော် ID လေးချက်ပွင့်လိုက်မယ်အဲဒီရဲ့မိုက်ကြီးရယ်ပေါ့တပုံလေးမိုက်ကြီးဆွဲတော့ဂျူဂျူစုကန်ကအမှန်တိုင်းတော့ဈေးလေးကြီးတယ်ဗျာပြင်မှာဈေးလေးကြီးရပြည့်တော့ကြောင်းမို့ကျွန်တော်အနေနဲ့ဒီစကင်ကိုဒိုင်းမွန်အဲကွာလီတီစကင်ကဒိုင်းမွန်3000လောက်ပဲရှိမယ်ပေါ့နော်ဆွဲကြောင်းမို့ဒီစကင်ကဘလုံးနေဒိုင်းမွန်အနေထားရကြည့်မယ်ဆိုရင်တော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော် โอ้ my god ကောင်းကြီးလို့ရဒါတော့ဘယ်စကင်ပို့ကြိုက်လဲဆိုတော့ကိုရဲ့အမြင်ပေါ်မှာပဲမူတည်မယ်ဆိုတော့ brother တို့အနေနဲ့ဘယ်စကင်ပို့ကြိုက်လဲဆိုတော့ကိုမမှာချက်မှန်းခဲ့လိုက်ကျွန်တော်ပြောနိုင်တာတော့အဲ့လောက်ပဲကျွန်တော်အနေနဲ့စကင်တစ်ခုကိုရွေးပါဆိုရင်ကတော့အဲကျွန်တော် diamond လဲအများကြီးမတုံးရမယ့် quality စကင်ကိုပဲကျွန်တော်ရွေးပြလောက်မယ်တော်တော်လေး fine ကိုကျွန်တော်တကယ်ပြောတာပါဆိုတော့ brother တို့အနေနဲ့လည်းတခြားလေးစဉ်းစားပါတော့အဲဒါပေမဲ့ဂျူဂျေစုကင်ဆန်ကတော့ဂျူဂျေစုကင်ဆန်ပဲတော်တော်လေးမိုက်တယ်အထာကျတယ်ဆိုတော့လည်း brother တို့အနေနဲ့တွေ့မြင်ရမယ်ဒါပေမဲ့ကျွန်တော်အနေနဲ့က diamond လဲနည်းနည်းပဲကုန်မယ်ပြီးတော့စကင်အမိုက်စားလဲလူချင်းနေဆိုရင် ကတော့မလစ်စာဒီကော်လာတာစကင်ရဘရာသာတို့ဘုံအကိုရွေးချက်တဲ့နဲ့စကင်တစ်ခုဖြစ်ပါတယ်ခင်ဗျာဆိုရင်ဘရာသာတို့ရောဘယ်စကင်ပုံမိုက်လဲဆိုတော့ကိုမောင်မချက်ရေးခဲ့ OK လားပြဒီနေ့စမ်းတမ်းအမယ်နောက်ဆုံးစကင်ကတော့ကျွန်တော်စတားလိုက်စကင်လေးပဲဖြစ်ပါတယ်အခုလရဲ့စတားလိုက်စကင်ကတော့ကျွန်တော် join ပဲဖြစ်ပါတယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီမှာတော့ခင်ရပြီးကျွန်တော် diamond 2000နေ2000နေသုံးပြီးမဖောက်တော့ဘူးကျွန်တော် diamond ပဲမြန်မာလူလေးပဲဝယ်ပြီးဖောက်မယ်ပေါ့နော်အားရောဒီမှာဆိုငါကက်ရှိတာကက်လေးသုံးလိုက်မယ် OK ဟဲဟဲကျွန်တော်ကတ်လေးသုံးလိုက်ပြီ။ Okay လားမသိဘူးကျွန်တော်ဒီလာမှာတော့ကျွန်တော်အနေနဲ့ဒိုင်းမိုးမဖြုံးတော့ပါဘူးခင်ဗျာ။ဆိုရုံမို့ကျွန်တော်ကတ်လေးလိုက်မယ်ဆိုရင်တော့ဖြင့်ချက်ရှိုးမယ်။ဟာဒီတော့အောင်လဲအာကလာရရောက်သွားလား what the ။ တော့ဒီဒီလာတိုင်းမှာထွက်တဲ့ second တွေများဆိုတာအကာသားလေးရောက်လာတယ်များသလားလို့ဘောနော်ဒါအကာသားလေးတော့မဟုတ်မဟုတ်မဟုတ်မှပါတော့ဟဲ့စတာစတာကောညွန်ကဲမြင်တဲ့အတိုင်းပဲကျွန်တော်တို့တွေဒီမှာဆိုရောင်းချင် second လေးတော့ကျွန်တော်တမ်းမီမေးရတော့ဘူးဒါပေမဲ့လည်းကျွန်တော်အနေနဲ့ဒီ second လေးကို diamond 100နဲ့ကျွန်တော်သုံးပြီးတော့အုပ်လိုက်ရင်ကျွန်တော်မဒါလေးရောင်းချင် second ဘောနော်စုပေါင်းရောင်းချင် second နှစ်ခုပါမယ် normal second နဲ့ဆိုရင်သုံးခုလို့ကျွန်တော်အနေနဲ့အချမ်းမြင်ပြောရမယ်ဘောနော် okay ဆိုရမလို့ဒီ second လေးရဲ့ second fight ဒီတော့ဆက်မကောင်းဘူး let's go ကဲကျွန်တော် join starlight normal skin နဲ့ရောင်းချဲ skin လေးနဲ့ပဲ skin ပိုလာလဲဆိုတော့ကျွန်တော်တွေလည်းချက်ဆဲရမယ်အောင်လို့ let's go ကဲပထမဆုံးအနေနဲ့ကျွန်တော် skin ပုံစံလေးကိုချက်ရှိုးမယ်ဆိုရင်တော့ပုံမှန်မဲလို့ကျွန်တော်တွေလည်းပြောရမယ်နည်းနည်းလေးထူးခြားတာလွယ်လို့ပါမအများကြီးမရှိဘူးဆိုရင်ကျွန်တော် basic တက်လေးကိုချက်စမ်းကြည့်မယ်ကြောညနေတိုင်းမှာကျွန်တော် lens လေးနဲ့လမ်းပြီးတော့အဲပြရမှာကြည်စရာလိုက်တော့ကျွန်တော်တွေလည်းတွေးမြင်ရမယ် okay 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 ဒါပဲပေါ့နော်ကျွန်တော်တွေ skin one လေးကိုချက်ချကြည့်မယ်ကြောညောင်ညောင် skin one လေးဟုတ်တယ်ဗက်ထရီလေးကိုချလိုက်တာနဲ့တူတယ်ဟမ်ဟမ် ဟမ်ဟုတ်တယ်နော်ကျွန်တော်မဆုံးလို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်တို့ scale 2တွေကိုတစ်ချက်ဆန်းကြည့်မယ် scale 2 1 2 3ဟမ်အင်းဟမ်ကျွန်တော် flash တိုင်းပဲပေါ့နော်တိုင်းအများကြီးတော့ထွေထူးထူးဆန်းဆန်းတော့မရှိဘူး okay ။သူရဲ့ AD လေးကတော့တော်တော်လေးမိုက်တာခေါင်းကြီးက။သူရဲ့ AD လေးကတော့တော်တော်လေးကိုမိုက်တာလို့ကျွန်တော်အနေနဲ့ပြောရမယ်ပေါ့နော်။ဆိုရဲကြောင့်မို့ခေါင်းကြီးတို့ကတော့ဒီ skin ကတော့ကျွန်တော်နဲ့အများကြီးထူးထူးဆန်းဆန်းမရှိတဲ့အကြောင်းမို့ starlight skin တွေအများစုကတော့အဲပုံမှန်အပြင်တန်လေးရှိတယ်။ဒီ skin ကလည်းမစိုးတဲ့နေမှာပါတယ်။တအားကြီးဆောင်ရဲမိုက်နေရလို့တော့ကျွန်တော်အနေနဲ့မပြောလို့ပေမဲ့ဒီ skin ကလည်းမစိုးဘူးဆိုရင်လည်းမပါတယ်။ဆိုရဲ brother တို့အနေနဲ့ဝယ်မလားမဝယ်ဘူးလားတော့ခေါင်းကိုဆုံးဖြတ်ပါ။ဆိုရဲမို့ကျွန်တော်အနေနဲ့တအားကြီးတော့မတိုက်တွန်းလို့ဘူးပေါ့နော်။ Okay ဆိုရဲမို့ဒီနေ့ video မှာတော့ကျွန်တော် skin တွေအများစုရဲ့ skin fat တွေကိုစမ်းပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ကစပြီး video လေး ီယိုပုံမှန်တရချားတက်ခါညနေ6နာရီခွဲဒါမှမဟုတ်နေ့တိုင်းလိုလိုကျွန်တော်အမြဲတမ်းလိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော် brother တို့အနေနဲ့ကျွန်တော်ပြန်လာပြီဆိုတဲ့အတွက်ကြောင့် brother တို့အနေနဲ့ video လေးတွေကို like ပေးပြီး channel လေးကို subscribe တောင်းဖို့လည်းမမေ့ပါနဲ့ခင်ဗျာပြီးပြီဆိုတော့မကြာခင်မှာကျွန်တော် giveaway ပေးဖို့ရှိပါတယ်ဆိုရမလို့ကျွန်တော် video ကိုအစားဆုံးကြည့်တဲ့သူတွေကိုပဲရအောင်ပေးမှာဖြစ်တဲ့ကြောင့် brother တို့အနေနဲ့အစားဆုံးကြည့်ရင်အခုချိန်ဒီ video ကိုကြည့်နေသေးရဲ့ဆိုရင်တော့ giveaway မကြာခင်မှာလာတော့မယ်ဆိုခေါင်းညိုသိပါလိမ့်မယ်ဆိုရမလို့မကြာခင်မှာ